ယုနာရှင်ယေရှုတနင်းကလေးနေ့ရှင်ယောဟန်အေးဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်16မှ31ယသတပိုင်ပထမနေ့ဖြစ်သောထိုနေ့တွင်ညနေအချိန်ရောက်သောအခါတပည့်တော်တို့သည်ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့်မိမိတို့စုဝေးကြသောနေရာတွင်တကားများကိုပိတ်ထားလျက်နေကြ၏ထိုအချိန်၌ယေရှုသည်ကြွလာ၍သူတို့အလဲတွင်ရက်လျက်တန်တို့၌ ငြိမ်းချမ်းသာရာခြင်းရှိပါစေ။ဟုသူတို့အားမိန်တော်မူ၏။ထိုကဲ့သို့မိန်တော်မူပြီးနောက်ကိုတော်သည် သူတို့အားမိမိ၏လက်တော်တို့နှင့်နဘေးတော်ကိုပြတော်မူ၏။ထိုအခါတပည့်တော်တို့သည်သခင်ဖျားကိုဖူးမြင်ရသဖြင့်ဝမ်းမြောက်ကြလေ၏။တဖန်ကိုတော်ကတန်တော်၌ငြိမ်းချမ်းသာရာခြင်းရှိစေတည်းခမည်းတော်သည်ငါ့ကိုဆေလွတ်တော်မူတကယ်သို့ငါသည်လည်းသင်တို့ကိုဆေလွတ်၏ဟုမိန်တော်မူ၏ ထိုနာကိုယ်တော်သည်သူတို့အပေါ်သို့မှုတ်တော်မူလျက်ဝိညာဉ်တော်မြတ်ကိုခံယူကြလော့အကျဉ်သူ၏အပြစ်များကို သင်တို့ခွင့်လိုလျင် ထိုအပြစ်များသည်ခွင့်လိုခြင်းခံရ၏အကျဉ်သူ၏အပြစ်များကိုသင်တို့တီးစေလျင်ထိုအပြစ်များသည်တီးလျက်ရှိ၏ဟု သူတို့အားမိန့်တော်မူ၏၁၂ပါးတွင်တပါးအပါဝင်ဖြစ်သောဒီဒီမူဟုခေါ်သည့်သောမတ်သည်ကယေရှုကြွလာတော်မူသောအချိန်တွင်မိမိတို့နှင့်အတူမရှိချေသို့ဖြစ်၍အခြားသောတပည့်တော်တို့က ငါတို့သည်သခင်ဖျားကိုဖူးမြင်ကြရပြီဟု သူအားဆိုကြ၏သို့တော်သောမတ်စ်ကကိုရော၏လက်တော်၌တန်ရက်ရာကိုငါမမြင်ရလျင်တန်ရက်ရာထဲသို့ငါ၏လက်ညှိုးကိုမသွင်းရလျင်ကိုရော၏နဘေးတော်ကိုငါ၏လက်ဖြင့်မစမ်းတတ်ရလျင်ငါယုံကြည်လက်မည်မဟုတ်ဟုသူတို့အားဆိုလေ၏ရှေ့ရမြောက်သောနေ့၌တပည့်တော်တို့သည်အိမ်အတွင်း၌တဖန်စုဝေးလျက်နေကြစဉ်သောမတ်စ်သည်လည်းသူတို့နှင့်အတူရှိ၏ တကားများကိုပိတ်ထားလျက်ရှိတော်လဲယေရှုသည်ကြွလာပြီးလင်သူတို့၏အလယ်၌ရပ်တော်မူလျက်တင်တို့၌ငြိမ်းချမ်းသာရခြင်းရှိပါစေဟုသူတို့အားမိန့်တော်မူ၏ထို့နောက်ကိုတော်ကသောမတ်စာတင်းဤလက်ညိုးကိုဤနေရာတွင်တွင်း၍ငါ၏လက်များကို ကြည်လော့တင်းဤလက်ကိုလည်းဆမ်း၍ငါ၏နှဘေးကိုစမ်းသပ်လော့ယုံမတန်တရားမဖြစ်လေနှင့်ယုံကြည်လော့ဟုမိန့်တော်မူ၏သောမတ်စကလည်း ကျွန်တို့၏သခင်ကျွန်တို့၏ဖျားပါတကားဟုကိုတော်အားပြန်၍ရှောက်လေ၏ယေရှုကလည်းသင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်သလားမမြင်ရဘဲယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏ဤကျမ်းစာ၌မှတ်တမ်းမတင်ထားသည့်များစွာသော အခြားတကူလက္ခဏာများတို့ကိုလည်းယေရှုသည်တပည့်တော်တို့ရှေ့မောက်တွင် ပြတော်မူ၏သို့သောယေရှုသည်ဖျားသခင်သားတော်သည်ဟုသောခရစ်တော်ဖြစ်သည်ကိုသင်တို့ယုံကြည်ကြစေရန်၎င်း ထိုကဲ့သို့ယုံကြည်ခြင်းဖြင့်ကိုရောဤနာမတော်၌သင်တို့သည်အသက်ကိုရနိုင်ကြရန်၎င်းဤယာများကို ရေးသားမှတ်တမ်းတင်ထားလျက်ရှိ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်ကျွန်တော်တို့တယောက်စီဟာချစ်ချင်းမြတ်တာကို ရှာဖွေငတ်မှုတောင်းတနေကြတဲ့ပုံကူများသာလျှင်ဖြစ်ပါတယ်ကျွန်တော်တို့ရှာနေတဲ့ချစ်ချင်း မတွေ့ရှိနိုင်ကြသေးတဲ့ချစ်ချင်းမြတ်တာငမို့နေကြတဲ့ချစ်ချင်းကျွန်တော်တို့ကိုကိုတိုင်းကမပေးနိုင်တော့လည်းပဲတပားသူထာမလိုချင်နေတဲ့ချစ်ချင်းအပြည့်ဝအစုံလင်ဆုံးအရေးအသွေးနဲ့ပြည့်ဝတဲ့ချစ်ချင်းအတိတ်ဘက်ကသူ့ကိုယ်သူထက်ငါ့ကိုပိုချစ်တယ်ဆိုတဲ့ချစ်ချင်းမျိုးကိုကျွန်တော်တို့ရှာဖွေ နေကြပါတယ်ဒီချစ်ချင်းကို Easter ပါစကာကာလမှာတွေ့လိုက်ကြရပါတယ်။ဒါကြောင့်ယေရှုရဲ့ရှင်နှလုံးတော်သဒ္ဓါကြီးညိုခြင်းဟာတခြားဘယ်ရာမှာမဟုတ်ဘဲ Easter ရဲ့နတ်နေ့ရကိုသဒ္ဓါကြီးညိုခြင်းသာလျှင်ဖြစ်ပါတယ်။တွေ့ရှိလိုက်ရတဲ့ချစ်ခြင်းမေတ္တာကိုသဒ္ဓါကြီးညိုနေခြင်းတို့ပြောရင်လည်းမမှားပါဘူး။ သူ့ကိုယ်သူထက်တောင်းငါ့ကိုပို့ချစ်ပါသေးလားဆိုတဲ့ချစ်ချင်းမျိုးကိုကျွန်တော်တို့တွေ့လိုက်ရပါတယ်။မိမိမိတ်ဆွေအတွက်မိမိဘဝကိုရင်ပြီးချစ်တဲ့ချစ်ချင်းတခင်စုကိုယ်တိုင်တိုင်းတာဖို့စံကိုသတ်မှတ်ထားပေးခဲ့သလိုသူ့ရဲ့ချစ်ချင်းကိုလည်းအတိုင်းအတာခံခဲ့ပါတယ်။ဒီအတိုင်းအတာခံခဲ့တဲ့ချစ်ချင်းနဲ့ကျွန်တော်တို့ကိုချစ်တယ်ဆိုတာကိုပါစကားကာလမှာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ယေရှုရဲ့ရှင်နှလုံးတော်ကိုသဒ္ဓါကြီးညိုခြင်းဟာ is the spirituality is the kala is the ဝိညာဉ်ရေးကျင့်စဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့အထူးသဖြင့်ယုံကြည်သူတွေယေရှုရှင်နှလုံးတော်ကိုသဒ္ဓါကြီးညိုတဲ့နေရာမှာစိတ်အားအင်မတန်မှထက်သန်ကြတယ်နှစ်သက်မြတ်နိုးကြတယ်ကိုတွေ့ရပါတယ်ဒီလို အကျင့်မျိုးကိုလည်းပဲပို့ပြီးကမှကျင့်ဆောက်တည်နိုင်အောင်ကြိုးစားကြမှလည်းဖြစ်ပါတယ်ဒီလိုလုပ်နေခြင်းဟာခံစားမှုတသက်မဟုတ်ပါဘူးခံစားမှုထက်အတွင်းကြတဲ့ဖြစ်တည်မှုကကို ဖြစ်လာတဲ့အကြောင်းရဲ့ကြောင့်ပဲဖြစ်ပါတယ်သူကနေနှလုံးသားနဲ့ဆက်သွဲလာတယ်ကျွန်တော်တို့နှလုံးသားကပြန်ပြီးတော့တိလိုက်တယ်နှိုးကြတယ်တွေးလိုက်တယ် ကြုံလိုက်တယ်လက်ခံလိုက်တဲ့အချိန်ဟာ Easter အချိန်မှဖြစ်ပါတယ် heart to heart communication နှလုံးသားကနေနှလုံးသားအဆက်အသွယ်ရရှိလိုက်တာပဲဖြစ်ပါတယ်ဒီလိုအဆက်အသွယ်ရရှိလာခြင်းအပြင်ခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ကိုသိလာတယ်ဝိညာဉ်တော်ကိုလည်းပဲကျွန်တော်တို့သိလာတယ်လက်ခံရရှိလာတယ်အသင်းတော်ဆိုတဲ့အရာကလည်းပဲဒီကနေပြီးပေါ်ထွက်လာပါတယ် ကို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 ဘွားကိုလည်းတိလာတယ်။အော်ငါဟာဖျားသခင်ကနေပြီးတလောက်ချစ်တဲ့ပုဂ္ဂိုလ်ပါလား။ငါဘွားဟာတန်ဖိုးမရှိမဟုတ်ဘူး။တန်ဖိုးမဖြတ်နိုင်အောင်ရှိနေတာသူချစ်လို့ဆိုတဲ့အချက်တွေကဆက်လက်ပြီးတော့တွေ့လာတဲ့အချက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့လိုချင်နေတဲ့ပုံစံချစ်ချင်းမျိုးဟာတကယ်လည်းပဲရှိပါလား။စိတ်ကူးရင်တတ်တတ်မဟုတ်ဘူး။အမှုအယွအလှ စာပေအမှုပညာတွေလောက်မှာပဲရှိတာမဟုတ်ပဲလက်တွေ့ကျွန်တော်တို့လက်ထဲကိုရောက်လာတယ်ကျွန်တော်တို့နှလုံးသားတွေကို ရောက်လာတယ်နှလုံးသားကိုရောက်လာတာကိုလည်းသိဖို့သူ့ရဲ့နှလုံးသားကကျွန်တော်တို့နှလုံးသားကိုပြင်ခဲ့ပေးခဲ့ပါတယ်ဒါကြောင့် to love is to see ချစ်ခြင်းဟာ မြင်ခြင်းလို့အတိပယ်ရတယ် ျွန်တော်တို့နှလုံးသားကလည်းသူ့ကိုပြန်ချစ်လာတယ်သူ့ကိုပြန်မြင်တွေ့လာတယ်ဒါဟာ Easter ရဲ့နန်းနေရအချက်ပဲဖြစ်တယ်ဒီ Easter နန်းနေရကိုကျွန်တော်တို့တရားကြီးညိုခြင်းလုပ်နေတာဒါပဲဖြစ်တယ်ယေရှုရဲ့ရှင်နှလုံးတော်ကိုတရားကြီးညိုခြင်းပြုနေတာဒါပဲဖြစ်တယ်တမာချမ်းစာဘဟုအဖြစ်မှန်ကိုအဆက်တွဲပြုနေတာဒီ devotion ဖြစ်ပါတယ်ဒီတရားကြီးညိုခြင်းဖြစ်ပါတယ် ဒီတမာကျမ်းစာမှာရှိတဲ့ဘ ഹു အဖြစ်မှန်တကယ်စံတယ်ကြတဲ့အဖြစ်မှန်ကိုထိတွေ့နေတယ်ဒါပဲဖြစ်ပါတယ်ယေရှုရဲ့ရှင်လုံးတော်ကိုကျွန်တော်တို့တရားကြီးညိုတာဘယ်တော့မှမမားတဲ့ကျွန်တော်တို့အတွက်လည်းအမတန်မှကြိုက်တဲ့တရားကြီးညိုမှုမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့တရားကြီးညိုနိုင်အောင်ကြိုးစားကြပါစို့ကျွန်တော်တို့လိုချင်နေတော့နှွေးထွေးတဲ့ချစ်ချင်းငြိမ်းအေးတရားတဲ့နှူးညံ့တဲ့ချစ်ချင်း နားလည်မှုကြည်လွန်တဲ့ကျွန်တော်တို့ကိုအမြဲလက်ခံအတိပြုပေးနေတဲ့ကြိုးစိုးနေတဲ့ဘယ်တော့မှပြောင်းလဲမသွားတော့တဲ့ချစ်ချင်းမျိုးဟာဒီမှာရှိပါတယ်ဒီနေရာကိုရောက်ပြီးဆိုရင်ကျွန်တော်တို့လိုချင်တဲ့အရာအလုံးပြည့်စုံပြီပဲဖြစ်ပါတယ်ဒါကြောင့်တရားကြီးညိုချင်းပို့ပြီးတော့ပြုဖို့တိုက်တွန်းကြရအောင်ကိုကိုကိုလည်းပဲတိုက်တွန်းကြရအောင် divine mercy ဆိုတာဒါပဲဖြစ်ပါတယ် ပို့ပြီးကမှသူ့ရဲ့ချစ်ချင်းတွေကိုကျွန်တော်တို့ပို့ပြီးတိုးဝင်ကြပါစို့ယေရှုရှင်နှလုံးတော်တပည့်တော်တို့ကိုတနာတော်မူပါတပည့်တော်တို့ချစ်ချင်းကိုပို့မှုတိုးတက်ပွားများနှာရှာရင်စေတော်မူပါ